င်မနက်6နာရီတိုင်းတာကြမြားရမြမကန်ယူရမှာလေတုရှုပ်ခွေးမှုဖြစ်နေပြီးတော့ငလင်ဒေသမှာတော့မိုးသားကျင်းစင်နေတာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီလိုမိုးသားတိမ်များကျင်းစင်တဲ့အတွက်ကြောင့်မလို့နေအောင်ကြီးမြေပြင်ပေါ်ကိုကြာရောက်တဲ့အတွက်ကြောင့်မလို့ မြေပြင်အပူချိန်များတိုင်းတာချက်များနဲ့ခမန်းချက်များကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။၂၈ရက်နေ့နေ့လယ်၁၂နာရီချိန်မှာလဲထို့အတူပဲမန္တလေးခရိုင်နဲ့သခိုင်းတိုင်းသခိုင်းမြို့နယ်အတွင်းမှာ အပူချိန်46ဒီဂရီစင်တီဂရိတ်ထိမြေသားတွေပူနိုင်တယ်လို့ပဲ29ရက်နေ့ညနေ6နာရီမှာလဲပုံမူပြီးတော့ပူပြင်ပြီးတော့ 46ဒီဂရီစင်နီဂရိတ်တီမန္တလေးခရိုင်သခိုင်းခရိုင်မှာအပူကြီးမြင့်တက်နိုင်တဲ့အနေအထားရှိလို့အားလုံးတတိထားနေထိုင်ကြဖို့ကျွန်တော်တို့ဒီနေရာကနှိုးစော်တိုက်တွန်းအပ်ပါတယ်။ကျွန်တော်တို့ True View ဆိုင်ရမှာကတော့ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္လာရီတိုင်းမှာဆိုရင်မိုးရည်ကြီး၁တသမ6လက်မှ2လက်မှဝန်းကျင်တော့ရရှိနိုင်တဲ့အတွက်ကြောင့်မလို့အထူးတတိထားပြင်ဆင်ကြဖို့ကျွန်တော်တို့ဒီနေရာက တတိပေးပါရယ်ဒီကနေ့ဧပြီ26မြင်းကလင်းဒေတာမှာမိုးလေကင်းစင်နေတာကြောင့်အပူချိန်အလွန်မြင့်မားနေတဲ့အခြေအနေနဲ့မြန်မာနိုင်ငံအောက်ပိုင်းမှာနေရာကွက်ပြီးမိုးများနိုင်တဲ့ခံမှန်းချက်တို့ကိုမိုးစလာဘလော့ကဦးထီတင်က တင်ဆက်ပေးထားပါရယ်လေပွေလိုင်းရဲ့အချိန်လေနွေးနဲ့လေရေးတွစ်ဆုံမှုတွေကြောင့် ဧပြီ28ရမမီ3ရက်တွင်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မြန်မာမိုးစလဘက်ကလည်းထုတ်ပြန်ထားပြီး အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းနဲ့မြေပြိုခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်2025ခုနှစ်ဧပြီလ26ရက်နေ့မနက်6နာရီမိုးလေဝသတိုင်းတာကြံများနဲ့ခမန်းကြံများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့မနက်6နာရီတိုင်းတာကြံများအရမြမကန်ယုံရမှာလေလူရှုပ်ခွေးမှုဖြစ်နေပြီးတော့ရလင်းဒေသမှာတော့ မိုးသားကျင်းစင်နေတာသိရမှာဖြစ်ပါတယ်။အဲဒီလိုမိုးသားပြင်းပြကျင်းစင်တဲ့အတွက်ကြောင့်မလို့နေရောင်ကြီးမြေပြင်ပေါ်ကိုကျရောက်တဲ့အတွက်ကြောင့်မလို့မြေပြင် အပူချိန်များတိုင်းတာချက်များနဲ့ခမန်းချက်များကိုဆက်လက်ပြင်ပြမှာဖြစ်ပါတယ်။ပရမအဦးဆုံးကျွန်တော်တို့သတိပေးခြင်းနဲ့ခမန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်ကိုပတ်ပြီးတော့ဝင်လာတဲ့လေစီးကြောင်းဟာမြန်မာပြည်အလဲပိုင်းကိုဖြတ်ပြီးတော့ မြောက်ဘက်ကိုတိုက်ခတ်သွားတာတိုင်းတာရရှိပါတယ်။အဲ့ဒီလိုကြွေပြီးတော့ဝင်လာတဲ့လေတွေဟာအေယာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတန်းနေပတ်ပြီးတော့မှအေယာဝတီမြေရိုးတခြားတက်သွားတဲ့အခါမှာဆိုရင်မြေပြင်ညီလေတိုက်ခတ်တာတွေ့ရပါတယ်။ ကျွန်တော်တို့သတိပေးချင်တာကအဲ့လိုပြည့်သွားတဲ့လေစီကြောင်းဟာတခါတည်းမှာလေစုံချက်ဖြစ်ပြီးတော့မြေပြင်ကိုဆင်းတိုင်းတဲ့တော့ကြောင့်မလို့ဒီဒေသမှာရှိတဲ့လူတွေအကုန်လုံးကသတိထားဖို့အတွက်လိုအပ်ပါတယ်ထို့အတူပဲမြောက်ဘက်ကဆင်းလာတဲ့လေအေးကိုတောင်ဘက်ကတက်သွားတဲ့လေပူစီကြောင်းက ဖြစ်တဲ့အတွက်ကြောင့်မလို့လေမကြခင်ရပိုင်းတွင်းမှာလေစုံချက်ကျပြီးတော့နေနေကြောက်နိုင်တဲ့အနေအထားတွေရှိပါ့မယ် နောက်တစ်ခါကျွန်တော်တို့မလင်ဒေတာအတွက်မြေပြင်မှာနေထိုင်နေကြတဲ့လူတွေအတွက်မြေပြင်အပူချိန်ကိုကျွန်တော်တို့ဆက်လက်တိုင်းတာကြည့်တဲ့အခါမှာဒီကနေ့မနေ့6နာရီအချိန်မှာတော့မြေပြင်အပူချိန်ဟာ34ဒီဂရီစင်တီဂရိတ်သာရှိပေမဲ့လည်းနေ့လယ်7နာရီရောက်တဲ့အခါမှာကောင်းငင်ကမြေအောင်ကြီးအပူချိန်ကိုဆုပ်ယူပြီးတဲ့အခါမှာအပူချိန်42ဒီဂရီ စင်တီဂရိတ်အထိ အရာဝီမြေရိုးတချောက်မှာ မြင့်တက်လာတာတွေ့ရမှာပါအထူးသဖြင့်တော့မန္တလေးခရိုင်အတွင်းမှာဆိုလို့ရှိရင်42ဒီဂရီစင်တီဂရိတ်ကျော်သွားတာတွေ့ရပါညနေ6နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့နေရောင်ကြီးကိုတိုက်ရိုက်ဆုပ်ယူထားတဲ့အပူချိန်များကြောင့်မလို့မန္တလေးတိုင်းစကိုင်းတိုင်းမှာ46ဒီဂရီစင်တီဂရိတ်ထိမြေကြီးတွေပုံနိုင်တော့ကြောက်မလို့မြေပြင်ပေါ်မှာနေထိုင်နေသူတွေအထူး သတိထားဖို့လိုပါတယ်။မြေပြင်နဲ့တိုက်ရခန္ဓာကိုယ်နဲ့မထိတွေ့ဖို့လိုပါတယ်။ည7နာရီရောက်တဲ့အခါမှာတော့အပူချိန်ပြန်လဲကျဆင်းသွားတာတွေ့ရပါမစက်ခွန်ရနေ့နေ့လယ်7နာရီချိန်မှာလဲထို့အတူပဲမန္တလေးခရိုင်နဲ့သခိုင်းတိုင်းသခိုင်းမြို့နယ်အတွင်းမှာအပူချိန်46ဂျီဂရီစင်မီဂရိတ်ထိမြေသားတွေပုံနိုင်တယ်လို့ပဲ29ရက်နေ့ညနေ6နာရီမှာလဲပုံမူပြီးတော့ ပူပြင်ပြီးတော့46ဒီဂရီစင်နီဂရိတ်ထိမန္တလေးခရိုင်၊သခိုင်းခရိုင်မှာအပူကြီးမြင့်တက်နိုင်တဲ့အနေအထားရှိလို့အားလုံးသတိထားနေထိုင်ကြဖို့ကျွန်တော်တို့ဒီနေရာကလို့တော်တောက်တွန်းအပ်ပါတယ်။26ရက်နေ့ရောက်တဲ့အခါမှာတော့မြမပီအလဲပိုင်းလေးကိုစတင်ပြီးတော့မိုးရွာမှာဖြစ်တဲ့အကြောင်းမလို့အပူကြီးကြဆင်းသွားနိုင်ပါတယ်ကျွန်တော်တို့28ရက်နေ့မနက်6နာရီမှာအသေးစိတ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့မနက်6နာရီ မိုးတိမ်များအနေအထားနဲ့မိုးရွာကျမှုတွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာအချင်းပြည်နယ်အထက်ပိုင်းမှာမိုးအနှဲငယ်ရွာပြီးတော့မုံပြည်နယ်နဲ့တနင်္လာရီတိုင်းမှာစတင်ပြီးတော့အဆက်မပြတ်မိုးရွာတာတွေ့ရှိရပါတယ်26ရက်နေ့စနေနေ့နေ့လယ်7:00နာရီရောက်တဲ့အခါမှာလည်းအဲ့ဒီမိုးတွေဟာဆက်လက်ပြီးတော့တနင်္လာရီတိုင်းတည်းမှာရွာသွန်းသလိုပဲကချင်ပြည်နယ်ထိပ်ပြားမှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားရှိပါတယ် 26နှစ်ညနေ6နာရီမှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မွန်ပြည်နယ်စနေနေ့တိုင်းမှာမိုးရွာပြီးတဲ့အပြင်ကိုပဲအချို့ဒေသမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်။အပေါ်ပိုင်းကကချင်ပြည်နယ်မှာတော့မိုးနှင်းငယ်ပါပါညစနေနေ့ရောက်တဲ့ခါမှာတော့မွန်ပြည်နယ်ကရင်ပြည်နယ်စနေနေ့တိုင်းမှာဆက်လက်ပြီးတော့မိုးရွာမှာဖြစ်ပါတယ်။အဲ့ဒီအတိတ်ပဲကတော့ 26ရက်နေ့မှာကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းမှာ24နာရီမိုးရွာနိုင်တဲ့နေသားရှိပြီးတော့မိုးရေအားဖြင့်တိတ္တမ6လမလောက်ပြီးရရှိပြီးတော့အချော့နေရာတွေကွက်ပြီးတော့မိုးများနိုင်တဲ့နေသားကိုတွေ့ရပါတယ်။29ရက်နေ့မနေ့6နာရီမှာဆိုရင် ကချင်ပြည်နယ်မှာမိုးပါသွားပြီးတော့ မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာနေပါတယ်။၂၉ရက်နေ့နေ့လယ်၁၂နာရီမှာတော့မွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးအနည်းငယ်သာရွာပြီးတော့တနင်္လာရီတိုင်းအောက်ဘက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။၂၉ရက်နေ့ညနေ၆နာရီအတွင်းမှာတော့ကရင်ပြည်နယ်တနင်္လာရီတိုင်းမှာမိုးများတကဲ့သို့မွန်ပြည်နယ်တောင်ဘက်ချမ်းမာလို့မိုးများနိုင်တဲ့အနေအထားကျွန်တော်တို့တွေ့ရှိရတယ်။ ညနေ6:00နာရီမှည7:00နာရီတွင်ကရင်ပြည်နယ်နဲ့တရင်းနာရီတိုင်းမှာမိုးဆက်များနေတဲ့ကဲ့သို့မိုးပြင်းနေမှာလဲဆက်ပြီးတော့မိုးရွာသွန်းမှုတွေဖြစ်ပေါ်နေပါတယ်။အချားတိုင်းနဲ့ပြည်နယ်ဒေသတွေကိုကျွန်တော်တို့လေ့လာတဲ့အခါမှာရခိုင်ရိုးမမှာမိုးနှဲငယ်ကျပြီးတော့ရှမ်းပြည်တောင်ပိုင်း၊ကယားပြည်နယ်နဲ့ပဲခူးတိုင်းအနောက်ချမ်းမှာအနှဲငယ်မိုးရွာနိုင်တာတွေ့ရပါတယ်။ဒီအတွက်ကြောင့်မလို့29ရက်နေ့စုစုပေါင်း မိုးရနိုင်တဲ့နေရာတွေကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးနှင်းငယ်ရွာသလိုပဲကယားပြည်နယ်မှာမိုးပွဲကျနိုင်ပါတယ်ကျွန်တော်တို့အထူးပြုဆိုင်ရမှာကတော့ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းမှာဆိုရင်မိုးရေကြီး1.6လက်မ2လက်မဝန်းကျင်တော့ရရှိနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားပြင်ဆင်ကြဖို့ကျွန်တော်တို့ ဒီနေရာကသတိပေးပါလေလောအပ်တာများရှိလို့ရှင်လေဒီဗီဒီယိုမှာအောက်မှာဒါရောက်မင်းများနိုင်တယ်လို့ပဲကျွန်တော်တို့အင်တာနက်အခက်အခဲရှိတဲ့လူများအတွက် Telegram ကနေပြီးတော့အတန်ဖိုင်ဖြည့်ကျွန်တော်တို့ထုတ်လွှင့်ပြီးတော့ညှဝေနေပါလေဆက်လက်ပြီးတော့ညှဝေပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်